မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။အခုဆိုရင်မိုးလေကင်းလို့သတင်းကြော်ကာလကိုရောက်ရှိပါတော့မယ်။ကလေးလေအခုဆိုစာမွေးဖြေနေကြ ਈ ပေါ့နော်။မကြခင်မှာအောင်းလေးပိတ်တော့မယ်။သတင်းကြော်ပိတ်ရလေးကိုမိသားစုပြောရှင်စွာဖြတ်တန်းကြမယ်။ကျွန်တော်နိုင်ငံမှာသတင်းကြော်ကာလဆိုရင်ကျင်းပတဲ့ပေါ်တော်လေးတွေကအင်မတန်ချစ်ဖို့ကောင်းပါတယ်။ဘို့အရင်တော့ဆိုရင်တော့ဒီလိုပေါ်တော်လေးတွေကိုကျွန်တော်အနေနဲ့ကင်းစွာနဲ့ကျင်းပရတာပေါ့နော်။ဒါပြင်သတင်းကြော်ပိတ်ရရှိမှာနိုင်ငံဝန်ထမ်းတွေကဆိုရင်လေကိုယ့်ရဲ့မိဘအိမ်ကိုပြန်ကြတယ် မိဘရင်းနဲ့ဆုံတွေ့တယ်ဆွေမျိုးရင်းနဲ့ဆုံတွေ့ကြတယ်ဆိုရဲချစ်စရာဒလိလေးပေါ့နော်ကျွန်မတို့လှပတဲ့ပိတ်ရက်ရှည်ကသတင်းကြော်ကာလမှာရရှိပါတယ်ဒီနှစ်တင်မှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပါရဲ့ရှင်လုံခြုံရေးအခြေအနေရှိရတဲ့အတွက်နိုင်ငံဝန်ထမ်းတွေအနေနဲ့ခရီးထွက်မယ်ဆိုရင်လုံခြုံရေးကိုခရီးဆိုင်ပြီးတော့သွားကြဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်မိဘပြည်သူများလည်းကိုယ့်ရဲ့သားသမီးမိဘဆွေမျိုးတွေနဲ့အပျော်ခရီးပေါ့နော်သွားတာဖြစ်စေမျိုးထဲမှာလဲပတ်တာဖြစ်စေလုံခြုံရေးကိုအဓိကခရီးဆိုင်ကြပါပျော်ရွှင်စွာလဲပတ်ကြပါလို့ကျွန်မအနေနဲ့ဆန္ဒပြုတောင်းဆိုတိုက်တွန်းပါတယ်ရှင် ဒီနေ့သတင်းလေးမှာတော့ရုပ်ရှင်မင်းသားပြည်တီဦးရဲ့ကိစ္စရပ်လေးကိုကျွန်တော်ပြောပါမယ်။လွန်ခဲ့တဲ့အော်တိုဘာလ10ရက်နေ့ကနေစပြီးတော့ MRTV မှာရုပ်တံတိုလေးတစ်ခုကိုထုတ်လွှင့်ခဲ့ပါတယ်။ရုပ်တံတိုလေးရဲ့နာမည်ကတော့ထောင်မင်းသားနဲ့တွေ့ဆုံခြင်းဆိုတဲ့ရုပ်တံတိုဖြစ်ပါတယ်။ဒီထဲမှာအဓိကပါဝင်သေဥဆောင်လာတာကတော့ရုပ်ရှင်မင်းသားပြည်တီဦးဖြစ်ပါရဲ့ရှင်။ပြည်တီဦးဟာဆိုရင်ဒီရုပ်ရှင်ထဲမှာမဲစရင်စစ်ဖို့အတွက်လိုအပ်တဲ့အခြေအနေလေးတစ်ခုပေါ့နော်။ဒါလေးကိုရုပ်တံတိုထဲမှာပညာပေးအနေနဲ့ရိုက်ကူးထားတာဖြစ်ပါရဲ့ရှင်။ရုပ်တံဖိုင်ထွက်လာပြီးရင်နောက်မှာဆိုရင်မိဘပြည်သူတွေအားလုံးကြားထဲမှာ ထုံးစံတိုင်းပါရှင်ဝေဖန်မှုတွေမြင့်တက်သွားပါတယ်။အတိကပြည်တီဦးတို့ကလက်သုံးရောင်းထောင်ခဲ့တဲ့သူတွေဆိုတော့ဗောနော်လက်သုံးရောင်းထောင်ကနေပြီးတော့အခုဆိုရင်တော်လှန်ရေးဆိုရအောင်လုပ်နေတဲ့သူတွေကပြည်တီဦးတို့ညှဉ်းညင်းနေအွန်လိုင်းပေါ်မှာဆဲဆိုတဲ့ကိစ္စတွေလုပ်နေကြတယ်။ဒီဘက်ကမိဘပြည်သူတွေဗောနော်တော်လှန်ရေးဆိုတော့မယုံကြည်ဘူးစိတ်လဲဝင်စားဘူးဆိုတဲ့မိဘပြည်သူတွေကြတော့ပြည်တီဦးပြောင်းလဲသွားပြီလားဆိုတဲ့သဘောတရားလေးတွေမြင်ကြတယ်ဗောရှင်။အဲ့တော့ကျွန်မအနေနဲ့ဒီထောင်မင်းသားနဲ့တွေ့ဆုံခြင်းဆိုတဲ့ရုပ်ရှင်ကဇလန်းတူလေးပေါ့ဒါလေးကိုကျွန်မသွားပြီးတော့လေ့လာကြည့်ရအခါမှာဆိုရင်ဒီဇလန်းတူကအခုရိုက်ထားမှုပါအောင်ရှင့် 2020တော့ရိုက်ထားရလည်းမဟုတ်ပါဘူး2015တော့ရိုက်ထားတဲ့ဇလန်တိုဖြစ်ပါတယ်ဒီဇလန်တိုနဲ့အတူအကယ်ဒမီများရှင်ဒေါ်မိုးမိုးမြင့်အောင်ကလည်းကြားခင်စိန်နဲ့တွေ့ဆုံခြင်းဆိုပြီးတော့ထွေရွေးကောက်ပွဲအတွက်ကိုဇလန်တိုလေးရိုက်ထားရှိပါတယ်ဒါအောင်မြန်မာတန်ပြန်လဲပြီးတော့ထုတ်လည်တာဖြစ်ပါတယ်မြန်မာပြည်သူသေချာကြည့်မယ်ဆိုသိကြပါတယ်ထောင်မင်းသားနဲ့တွေ့ဆုံခြင်းဆိုတော့ဇလန်တိုထဲမှာပြည်တီဝမျက်နာအသွင်ပြင်အင်မတန်ငယ်ရွယ်နေပါတယ်ရှင့် ပြောရမယ်ဆိုတော့ PTU ကမြန်မာတန်မြန်မာစာမြန်မာစကားအစီအစဉ်ကနေမွေးထုတ်ပေးလိုက်တဲ့တရုတ်ဆောင်တယောက်သာဖြစ်ပါတယ်။ဒီလိုကနေအောင်မြင်ကြော်ကြားသွားခဲ့တာဖြစ်ပါရှင့်။ PTU ကဆိုရင်2021အာဏာသိမ်းမှုဖြစ်ပြီးတဲ့အခါမှာဆန္ဒပြရတယ်မှာပါဝင်ခဲ့တယ်။နိုင်ငံဝန်ထမ်းတွေအလုံးမလုံးကြဖို့အတွက်လှုံ့ဆော်ကြတဲ့စီဒီယံလှုံ့ဆော်မှုမှာဥဆောင်ပြီးတော့ပါဝင်ခဲ့ပါတယ်။ဒါကြောင့်သူကဆိုရင်2021ခုနှစ်ဧပြီလ9ရက်နေ့မှာဇနီးဖြစ်သူအင်ရာဂျော်စင်နဲ့အတူဗဟန်းမြို့နယ်မှာရှိတဲ့သူရဲ့နေအိမ်မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။ရှန်နိုင်ငံတော့သူ့ကိုဖမ်းသွားခဲ့ပါတယ်။ ဒီလိုဖန်သွားတဲ့အခါမှာဆိုရင်ထောင်သွင်းအကျဉ်းချခံရတယ်ပေါ့နော်သူတို့နဲ့အတူတူလူမင်းရဲတိုင်းအစိုးရစော့ဖို့ခွာအစိုးရပို့ပို့ beauty blogger ဝင်းမင်းတန်းတို့ကိုလည်းနိုင်ငံတော်ကဖမ်းဆီးခဲ့ပါတယ်အဲ့လိုဖမ်းဆီးပြီးတဲ့အခါမှာ2021ဒီဇင်ဘာလ30ရက်နေ့မှာအင်းစိန်အကျဉ်းဆောင်တွင်မှာရှိတဲ့အထူးတရားရုံးကနေသူတို့အားလုံးကိုထောင်ဒဏ်3နှစ်စီချမှတ်ခဲ့ပါတယ်ရှင့်ဒီလိုချမှတ်ခဲ့ရင်တီတီဦးနဲ့မတ်အင်ဒရာကျော်စင်အားဆိုရင်2022ခုနှစ်မတ်လ2ရက်နေ့မှာနိုင်ငံတော်ကပေးတဲ့လုံငင်းနဲ့ပြန်လည်ပြီးတော့လွတ်မြောက်လာခဲ့ပါရှင် တို့လွတ်မြောက်တဲ့နေ့မှာဆိုရင်မြမတန်အကျညာသွားတာရှိပါတယ်ဒီလူတွေကိုပေါ့နော်အမှုပညာနဲ့နိုင်ငံတော်တိစောက်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်ကြားခံရမယ့်ပြစ်ဒဏ်တွေကို2022ခုနှစ်မတ်လ2ရက်နေ့မှာလုံငန်းချမ်းသာဝင်ပြုလိုက်ပါတယ်ဆိုပြီးတော့ MRD ကကြေညာသွားခဲ့ပါရဲ့ရှင်ဒီတော့ပြည်တည်ဥဖန်းစီခံရတာ2021ဧပြီလပေါ့နော်အဲ့ဒီကနေအမှုရင်ဆိုင်နဲ့ရှစ်လကြာတဲ့အခါမှာ၃နှစ်ချမှတ်ခံရတယ်ပြန်လွတ်လာတာက2020မတ်လ2ရက်နေ့ဆိုတော့ ပြည်တည်ဦးဟာဖမ်းဆီးခံရတဲ့အချိန်ကနေစပြီးတော့မှုရင်ဆိုင်တဲ့ကာလအမိတ်ချခံရတဲ့ကာလအလုံးပေါက်တွက်မယ်ဆိုရင်အကျဉ်းတောင်ထဲမှာ၁၇လတိတိနေထိုင်ခဲ့ရပါတယ်။ပြည်တည်ဦးတို့လွတ်မြောက်ခဲ့တဲ့အချိန်တုန်းကဆိုရင် Driver Y ကိုလည်းဆွဲထားတဲ့အမှုတွေကိုနိုင်ငံတော်ကပိတ်သိမ်းပေးလိုက်ပါတယ်။ဒါ့အပြင် Beauty Blogger Women Than ကိုလည်းသူကြခံနေရတဲ့အမှုတွေတွေကနေပြီးတော့ပုံမှန်၅၅ကကြီးနဲ့ကြနေတဲ့အမှုကိုလူငယ်ချမ်းသာတွင်ပြုခဲ့ပါတယ်။သူတို့တွေအရဆိုရင်အခုအပြင်လောကမှာအေဂျင့်စွာနဲ့အမှုများလုပ်တွေကိုလောက်ကင်နေလို့ကြားနေပါရဲ့ရှင့် ပုံမှန်ဘဝတွေပြန်လည်ရရှိနေပါပြီ။ဒါမှမဟုတ်လဲသူတို့နှုံဆော်ခဲ့လို့ဘဝပြက်ခဲ့ရတဲ့စီဒီယန်တွေကတော့နေဆက်တွေမှာဒုက္ခရောက်တဲ့သူအားရောက်မြန်မာနိုင်ငံမြို့အချို့မှာပြည်ဒစာဖြစ်တဲ့သူအားဖြစ်အချို့ကျောင်းဆရာမတွေဆိုရင်လက်ဖက်ရည်ဆိုင်မှာစပွဲလိုဘဝရောက်တဲ့သူအားရောက်အချို့ကြောင့်လည်းကံကောင်းထောက်မလို့ဆရာမဘဝကျွတ်ပြီးတော့စီးပွားကောင်းတဲ့သူတွေလည်းရှိပါတယ်ဒါကလည်းနေပါတော့အခြေအတွက်တစ်ခုပါအချို့ကြောင့်ပြန်တော့ PDF ဖြစ်သွားတယ်ကျမတ်သမားဖြစ်သွားတယ် တိုက်ပွဲတွေမှာသေဆုံးသွားကြရရှင့်အချို့ကျောင်းဆရာမတွေကြပြန်တော့လွမြောက်နေမြေရောက်သွားတယ်ဆိုပေမဲ့မတရားတပ်ဖြတ်မှုတွေဆွဆွဲခံမှုတွေနဲ့မတရားပြုကျင့်ခံမှုတွေဝဲကြရတဲ့မှာယနေ့အချိန်ရှိနင်းမြုပ်နေသေးပါပဲ။ပြောနိုင်ငံတော်ကသူတို့လွှတ်ပေးလိုက်တဲ့အချိန်မှာမြမတန်တရားဝင်ကြညာသွားတဲ့အတိုင်းဒီအမှုပညာရှင်တွေဟာဆိုရင်နိုင်ငံတော်အတွက်အုတ်တချက်သဲတပွင့်အနေနဲ့နိုင်ငံတော်တိဆောက်ရေးမှာပါဝင်ပြီးပြီလားလို့ကျမတို့မိဘပြည်သူများအားလုံးကိုစားမေးခွန်းထုတ်ချင်ပါတယ်။အခုမဲဆင်းစစ်ဖို့အတွက်ရုပ်ရှင်ရိုက်တာတောင်မှ 2015ရိုက်ခဲ့တာရှင်အခုအစ်စ်ရိုက်ပြီးတော့လွှင့်တာမဟုတ်ဘူးဒီတော့မေကုထုတ်စရာတွေအများကြီးပေါ့ရှင်ပြည်တီဥတို့ကကိုယ့်ရဲ့နိုင်ငံအတွက်ရွေးကောက်ပွဲအတွက်ဖြစ်စေနိုင်ငံတော်လုံခြုံရေးအတွက်ပြည်သူ့စစ်မှုထမ်းခေါ်ယူတဲ့အခါဒီမှာဖြစ်စေရိုက်ကူးရေးလုပ်ဖို့အတွက်ကိုလက်မခံအောင်လားရှင်နိုင်ငံတော်ကရောသူတို့ရိုက်ကူးရေးလုပ်ဖို့အတွက်ခေါ်လို့မရအောင်လားရှင်နိုင်ငံတော်မှာအဲ့လောက်တိအောင်ဩဇာအာဏာမရှိဘူးလားရှင်ကျမဒါလေးတော့မေကုထုတ်ချင်ပါတယ်ကျမဒီလိုမေကုထုတ်တဲ့အတွက်လူချင်းမင်းတို့စိတ်ဆိုးရင်လည်းဆိုးပါ ဘာကြောင့်လဲဆိုတော့အချို့အရာတွေမှာကမပြုံးမပြီးမတီးမမြီဆိုသလိုပါပဲလူချင်းမင်းတို့ကဘာမှမဖြစ်တော့ပါဘူးလေဆိုပြီးတွေးလိုက်တဲ့အရာတွေကမိဘပြည်သူတွေရှင်ထဲကိုမှန်သွားတဲ့မြားတွေပါရှင့်ရှင်ထဲကိုမှန်တဲ့မြားများလာတဲ့ခါကျတော့အစိုးရအောင်မုံပါတယ်နိုင်ငံတော်မုံပါတယ်အဲ့လိုမုံတီးမှုတွေကလူချင်းမင်းတို့အုပ်ချုပ်ရတဲ့အခြေခံလူရန်းစားတွေမိဘပြည်သူတွေအားလုံးဟာနောက်ဆိုရင်လူချင်းမင်းတို့စကားကိုတမိုးမထားတော့ဘူးရှင့်ဂရုမစိုက်တော့ဘူးဒီဒဏ်တွေကိုကျမတို့ကခက်ကာလာဆက်ဆက်ခံခဲ့ရတာပါ လူပညာရှင်တွေဟာခေတ်ဆက်ဆက်ခွင့်အခွင့်ဒုက္ခအနေနဲ့နေထိုင်ခဲ့ကြတာအခုချိန်မှာဒီ delay ကိုပယ်ဖျက်လိုက်ဖို့တင့်ပြီလို့ထင်ပါတယ်နိုင်ငံတော်ကပြည်သူတွေကိုကတိပေးထားတာပဲလေလူပညာရှင်တွေလွှတ်လိုက်တာနိုင်ငံတော်တိဆောက်ရေးအတွက်ဆိုတိဆောက်ရေးအတွက်အသုံးပြုရမှာပေါ့ရှင့်အခုတော့မဲဆင်းစစ်ဖို့အတွက်ရုပ်ရှင်ရိုက်တာတောင်မှဇာလန်းတူလေးရိုက်တာတောင်မှရုပ်တံအဟောင်းကိုပြန်သုံးရတယ်ဆိုတာကနိုင်ငံတော်ရဲ့ဩဇာအာဏာကြာဆင်းလို့မနေဘူးလားရှင့်ဒါပြင်အမှုပညာရှင်တွေအနေနဲ့မိဘပြည်သူတွေအပေါ်မှာ အားနာစိတ်လေးနည်းနည်းတောင်မရှိဘူးလားရှင်။မိမိတို့အတွက်နိုင်ငံတော်ဘက်ကရည်တည်ဖို့အတွက်အလောက်ထိအောင်ခက်ခဲနေပါသလားရှင်။လူချင်းမင်းတို့ရုပ်ရှင်တွေကိုမိဘပြည်သူတွေကကောင်းကောင်းမကောင်းကောင်းကြည့်ကြတာပါနော်။လူချင်းမင်းတို့ကိုယ်တိုင်လည်းအကယ်ဒမီယာနဲ့ပြောရလေ။ပရိသတ်ကထမင်းရှင်ဆိုအခုထမင်းရှင်တွေဒုက္ခရောက်နေပြီလူချင်းမင်းတို့ရဲ့။လူချင်းမင်းတို့လှုပ်ခဲ့တဲ့စူပူလှုံ့ဆော်မှုတွေကြောင့်လူချင်းမင်းတို့ရဲ့ထမင်းရှင်တွေထမင်းငတ်နေကြပြီရှင်။ဒါအောင်လူချင်းမင်းတို့ပြန်ပြီးတော့ပြုပြင်နိုင်စွမ်းမရှိရင်တော့မှတောင်းပန်စကားလေးဆိုဖို့စိတ်ကူးလေးများမရှိဘူးလားရှင်။ ကျမကြားထဲကနေပြီးမေးကြည့်တာပါဒါပြင်လူချင်းမျိုးတို့ရှိတ်တိတ်ကံကောင်းတာကိုလည်းကျမဝမ်းသာပါတယ်ဒီဘဝမှာဘလို့ပဲတိုင်းပြည်မှာရှိတဲ့လူတွေတော်တော်များဒုက္ခရောက်လောက်ခဲ့စေကမူလူချင်းမျိုးတို့ပုံမှန်ဘဝပြန်ရတာကံကောင်းလိုက်တာရှင်မြန်မာနိုင်ငံသားတွေလည်းလူချင်းမျိုးတို့လိုပဲပုံမှန်ဘဝလေးပြန်ရကြနေရှင်နိုင်ငံရေးလုပ်တာလူချင်းမျိုးတို့ငွေကြေးဥစ္စာလည်းမဆုံးရှုံးငွေကြေးဥစ္စာတော့နိုင်ငံဆုံးရှုံးတာပေါ့နော်ထောင်သွင်းချင်းချခံရတယ်ဆိုတော့ပတ်စံတော့ကုန်ပါပေါ့အမှုစိတ်တွေလည်းကုန်ပါပေါ့ဒါပေမဲ့လူချင်းမျိုးတို့မိသားစုတွေတရားမဝမဆုံးရှုံးသွားအောင်လေ လူချင်းမလို့နှုတ်ဆောင်လာတဲ့ပြည်သူတွေကတော့မိသားစုရင်မရှိတော့ဘူးရှင်အချို့ဆိုရင်မိသားစု၄-၆ယောက်ရှိတာဒီစစ်ဘေးစစ်တမ်းနိုင်ငံရေးကိစ္စရကြတယ်မှာမိသားစုတယောက်မှမရှိတော့ပဲတယောက်တည်းပဲကြံခဲ့သူတွေရှိရဲ့ရှင်ကိုချင်းစာကြည့်ကြအောင်လူချင်းမလို့ရေအနည်းဆုံးတော့တောင်းပန်စကားလေးတော့စိုးတင်တာပေါ့နော်ဒါလို့ကျွန်မပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်မတို့မိဘပြည်သူရှင်ထဲမှာဖွင့်ထုတ်လို့မရတဲ့ခံစားချက်တွေအများကြီးရှိနေပါတယ်ဒါတွေကိုကျွန်မတို့ကကိုစားမပြောပေးဘူးဆိုရင်ကျွန်မတို့တောင်းအောင်မကြည့်ရကြပါတယ် ဒါကြောင့်ဘသူကြိုက်ကြိုက်မကြိုက်ကြိုက်မိဘပြည်သူများအားလုံးရှင်နဲ့ကခန်းစားချက်ကိုကျမကကိုစားပြောပြတာဖြစ်ပါရဲ့ရှင်။လူပြရှင်နေစီကတောင်းပန်စကားတော့မိဘပြည်သူများအနေနဲ့ကြားဖို့တာတော့မရှိပါဘူးရှင်။ပြောကြမှာပဲသူတို့ကိုစားပါတော့ဂျားတွေကနေပြောပြချင်ပါတယ်နိုင်ငံတော်ဖြည့်ဆည်းခဲ့တဲ့လူပညာရှင်တွေကြောင့်မိဘပြည်သူတွေရဲ့အစိတ်နှလုံးတွေပျက်စီးဆုံးရှုံးခဲ့ရတယ်မိသားစုပျက်စီးဆုံးရှုံးခဲ့ရတယ်ဒီအတွက်ကျွန်တော်တို့ကပဲဂျားတွေကနေပြီးတော့အနှူးညွတ်တောင်းပန်အပ်ပါတယ်ရှင့်အခြေအနေတွေအားလုံးပြန်လဲအဆင်ပြေအောင်လို့ကျွန်တော်တို့အထူးကြိုးစားပါမယ် ီလိုစ조사နေတဲ့ကာလတွေမှာမိဘပြည်များအနေနဲ့စိတ်ရှည်သီးခံစွာနဲ့နိုင်ငံတော်ရဲ့ကိစ္စရပ်တွေမှာပူးပေါင်းပါဝင်ပေးကြပါနိုင်ငံတော်တိုးတက်ရေးကိုဆောင်ရွက်ကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းလိုက်ပါရစေရှင်မိဘပြည်သူများရှင်ကျွန်မဒုတိယသတင်းလေးမှာတော့မိဘပြည်သူများအတွက်မဟုတ်ပါဘူးနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေအတွက်သတင်းလေးတစ်ခုကိုကျွန်မတင်ဆက်ပေးချင်ပါတယ်အဓိက NUG ပေါ့နော်သူတို့တို့အစိုးရဆိုပြီးတော့လုံဆောင်ချက်တွေလုပ်နေ NUG ပေါ့ NUG ရဲ့ထုတ်ပြန်တဲ့စာလေးတစ်စောင်ပါရှင် သူတို့ထုတ်ပြန်တာကတော့စက်တင်ဘာလ30ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။စာရဲကောင်းစဉ်ကအကြမ်းဖက်အုပ်စုဖြစ်ကျင်ညာခြင်းနဲ့ရှင့်။ထုတ်ပြန်လာတဲ့အဖွဲ့ကလည်းသူတို့အန်ယူဂျီကဖွဲ့ထားတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟုအဖွဲ့တဲ့ဆိုပြီးတော့ထုတ်ထားတာပေါ့နော်။ပြောမှဆိုအန်ယူဂျီကိုနိုင်ငံတော်အစိုးရကလည်းအကြမ်းဖက်အဖွဲ့ဖြစ်နေကျင်ညာထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်တွေကိုနှိမ်နင်းတဲ့ပုံစံတိုင်းနှိမ်နင်းနေပါတယ်။ဒါကိုအန်ယူဂျီကလည်းအခုဆိုရင်ကျမတို့နိုင်ငံတော်အစိုးရကိုပေါ့နော်။အကြမ်းဖက်အုပ်စုဖြစ်ကျင်ညာလိုက်ပြီးဆိုတော့သူတို့ဘက်ကလည်းအကြမ်းဖက်တွေကိုနှိမ်နင်းတဲ့ပုံစံအတိုင်း ိုင်ငံတော်အစိုးရနဲ့ပတ်သက်တဲ့သူတွေအနေနဲ့တော့မှာဖြစ်ပါတယ်။ပြောရမယ်ဆိုတော့အနေရများတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပြီလို့ပဲကျွန်မအနေနဲ့သတိပေးခေါင်းလောင်းလေးထိုးလိုက်ချင်ပါတော့တယ်။သူတို့ရေးသားထားပေါ်ရဆိုရင်သူတို့အမျိုးသားညီညွတ်ရေးအစိုးရလို့သူတို့ခေါ်တာပေါ့နော်အညူကြီးရဆိုရင်နဲ့စစ်အုပ်စုဥဆောင်တဲ့အဖွဲ့ဟုပေါ့နော်။အကြမ်းဖက်အုပ်စုများအဖြစ်ကြေညာလိုက်တယ်တဲ့။အခုဆိုရင်ねဒီစေယုပ်စုကပေါ့နော်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ဆိုပြီးတော့နာမည်ပြောင်းထားရပေါ့နော်အဲ့တော့ဒီနာမည်ပြောင်းထားတဲ့အဖွဲ့ကိုရော ီနာမည်ပြောင်းတဲ့အဖွဲ့အစည်းအစစ်စစ်တာဝန်ပေးထားတဲ့အဖွဲ့အစည်းအားလုံးကိုသူတို့ကအကြမ်းဖက်အုပ်စုတွေဖြစ်နေကြညာလိုက်တာပါ။ဒါအပြင်နိုင်လုံအေးအဖွဲ့ဝင်တွေအားလုံးပေါ့နော်အကြမ်းဖက်သမားတွေအဖြစ်သတ်မှတ်ကြညာလိုက်ပါတယ်ဆိုပြီးတော့ထုတ်ပြန်သွားပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒါကပါမန်ထုတ်ပြန်စာတစောင်းပါပဲစာတစောင်းပဲပေါ့နော်။ဒါပေမဲ့အန်ယူဂျီဟာလည်းမြန်မာနိုင်ငံမှာ PDF တွေအပေါ်မှာအာဏာတိုက်ရောက်မှုရှိနေသေးရဲ့ရှင်။ရှိနေသေးရဲ့အတွက်ဒီလိုထုတ်ပြန်စာကြောင့်ဘာတွေဖြစ်လာမလဲဆိုရင်သူတို့ဘက်ကကျမတို့ ဘက်မှာရှိနေတဲ့နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေနိုင်ငံဝန်ထမ်းတွေပြည်သူတွေကိုဒလန်ဆိုတဲ့ဆွဆဲမှုတွေပုံမှုမြင့်တက်လာပြီးတော့နှိမ့်ဆက်ညှင်းမှန်းတာတွေခြေမုံတိုက်ခိုက်တာတွေကပိုပြီးတော့စတဲ့တကူတိုးလာနိုင်ပါတယ်။ဒါတွေအတွက်နိုင်ငံတော်မှာကြိုတင်ပြင်ဆင်မှုရှိပါပြီလားဆိုတော့လေကျမတို့တိုင်းသူပြည်သားတယောက်အနေနဲ့မေးခွန်းထုတ်တဲ့နဲ့အရာတစ်ခုပါပဲ။အန်ယူဂျီကတော့ပြောရမယ်ဆိုတော့တတလုံးနောင်နိုင်ရမယ့်အဖွဲ့အစည်းတော့မဟုတ်ပါဘူး။လောက်ဆရာရှိတာတွေသူတို့ဆက်လုပ်သွားမှာပါ။ဒီတော့သတင်းလေးကိုပြန်ချုပ်ရရင်တော့အန်ယူဂျီက တဖန်ပေါ့နော်တဖန်ပြန်ပြီးတော့နိုင်လဝေးအစိုးရကိုအကြမ်းဖက်ဆိုပြီးတော့ထုတ်ပြန်တယ်။အဲ့တော့တတ်ခိုက်မှုတွေတော့ပြင်းထန်လာမယ်။အစိုးရအနေနဲ့ဘလို့များကာကွယ်တားဆီးမှာလဲ။သူတို့ထုတ်ပြန်ချက်ပေါ်မှာနိုင်ငံရေးအရာဘလို့ပြန်ပြီးတော့တုံ့ပြန်မှာလဲဆိုတော့လည်းဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။မိဘပြည်သူများရှင်ကျွန်မခုပြောမယ့်သတင်းကအမေရိကန်နိုင်ငံရဲ့သတင်းလေးပါရှင့်အမေရိကန်နိုင်ငံကနေကျွန်မနိုင်ငံနဲ့ဆက်ဆက်လာလို့ပေါ့နော်ကျွန်မပြောပြချင်ပါတယ်အခုအမေရိကန်နိုင်ငံမှာဆိုရင် government shutdown ဆိုတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်ဒါလေးကိုကျွန်မအချင်းချုံပြီးတော့ရှင်းပြချင်ပါတယ်ရှင့် အမေရိကန်ကွန်ဂရက်မှာဆိုရင် Republican နဲ့ Democrat အမတ်တွေကြားထဲမှာပေါ့နော်နိုင်ငံတော်မှာအသုံးစိတ်ဥပဒေကြမ်းပေါ်မှာဆွေးနွေးတဲ့အခါမှာသဘောမတူညီမှုကိစ္စတွေဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်အမေရိကန်မှာ government shutdown ဖြစ်သွားခဲ့ပါတယ်။ဖြစ်တာကတော့၃ရက်လောက်ရှိပါရှင့်။ government shutdown ကဘာကိုပြောချင်တာလဲဆိုရင်သူကအစိုးရအသုံးစိတ်အချို့ကိုခိတ္တရန်ဆိုင်လိုက်တဲ့သဘောပါပဲ။ရန်ဆိုင်လိုက်တဲ့ကာလအတွင်းမှာဆိုရင်ဝန်ထမ်းတွေလဆာရဖို့လည်းခက်တယ်။လုပ်လုပ်တွေဆက်ပြီးတော့လေပတ်ဖို့အတွက်လည်းခက်ခဲသွားတဲ့အခြေအနေတစ်ခုပေါ့။ခိတ္တခဏခက်ခဲသွားတဲ့အခြေအနေလေးတစ်ခုပါရှင့်။ ကျွန်မအနေနဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ live လန်စုံစမ်းကြည့်ရတဲ့အခါမှာဆိုရင်အင်ဗျူတော့ထုတ်ပြန်ထားရလဲရှိပါတယ်။အင်ဗျူတော့ထုတ်ပြန်ကြရရဆိုရင်ဒီ Democrat Party ကပေါ့နော်။အိုဘားမားကဲဆိုတဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းရှိရဲ့အဲ့ဒီဝန်ဆောင်မှုလုပ်ငန်းကနေပြီးတော့အမေရိကန်နိုင်ငံတွေကိုတရားမဝင်ရွှေပြောင်းရောက်ရှိလာတဲ့သူတွေအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ဒေါ်လာ200ဘီလီယံကိုအသုံးပြုဖို့အတွက်ရထားပါတယ်။ဒါကိုအစိုးရကခုမပြုနိုင်တဲ့အတွက်အခုလိုကိစ္စတွေ government shutdown ကိစ္စတွေဖြစ်သွားခဲ့တာဖြစ်ပါရှင့်။ဒါကျွန်တော်တို့အကြမ်းမြင့်တည်ရတဲ့ကိစ္စလေးပါ။သူတို့အနေနဲ့ဆက်လက်ပြီးတော့ ဒီကိစ္စဒီအန်တော့ထားလို့မရအောင်လေဆက်လက်ပြီးတော့သူတို့ဖြည့်ရှင်းလိမ့်မယ်အဓိကဒီဝင်ငွေကိုဒီအသုံးစိတ်ကိုပေါ့ခဏခွင့်ပြုပြီးတော့ပဲဆက်သွားမလားရက်တန်ပြီးတော့အကုန်လုံးရှော့ချပြီးမှဆက်သွားမလားဆိုတာသူတို့ဆက်လက်ပြီးတော့လောက်ကန်ရမယ်ကိစ္စဖြစ်ပါတယ်အစိုးရသုံးစိတ်ဆိုတာကပြောရမစို့ရက်ပေါင်းမြောင်များဆိုတာရက်တန်နေလို့မရအောင်ပေါ့နော်ကျန်းမာရေးနဲ့ဆိုင်တဲ့သုံးစိတ်ဖြစ်တဲ့အတွက်သူတို့ကြားထဲမှာနှိမ့်နှမ်းမှုတွေရှိလာမှာပါနိုင်ငံရေးလေလံသုံးသက်ချက်ထုတ်တဲ့သူတွေပြောပုံအရဆိုရင်တော့ ီမိုကရက်တွေပေါ့နော်ဟိုပြောရမယ်ဆိုတော့ဒီမိုတွေပေါ့ကျွန်မနိုင်ငံမှာဆိုရင်ဒီမိုဆိုရင်ဘယ်သူတွေမျက်စိရဲ့ပြေးမြင်လဲရှင်အဲ့အုပ်စုလိုပေါ့နော်သူတို့ကကိုယ်နိုင်ငံသားထက်အခြားနိုင်ငံသားတွေအခွင့်အရေးတွေကိုပို့ပြီးတော့လုံဆောင်တက်တဲ့အမူအကျင့်တွေရှိတာကိုလည်းမြင်ရပါတယ်ကျွန်မနိုင်ငံမှာလည်းဖြစ်သွားခဲ့ဦးတယ်ဘင်္ဂလီအိမ်ဆောက်ပေးရေးကိစ္စလည်း NLD လက်ထက်လုပ်ခဲ့တာလေအဲ့လိုမျိုးတွေပေါ့နော်အခြားနိုင်ငံသားတွေအခွင့်အရေးတွေပို့လုပ်ပေးတယ်ဆိုတဲ့အခါကျတော့အမေရိကန်နိုင်ငံသားတွေဘယ်ကျင်နေပါမလဲရှင်ဒီပတ်စံတည်းသူတို့ရဲ့အခွင့်အရေးရလာလေအမေရိကန်နိုင်ငံဆိုပို့ဆိုးတယ်ကျွန်မတို့ထက်အခွန်တုတ်တယ်သူတို့အရှမ်းများတာ တို့နေ့စဉ်လုပ်တဲ့လုပ်ငန်းဆောင်တာပတ်စံတွေထဲကနေပြီးတော့တို့ရဲ့ရှာထားတဲ့ပတ်စံတွေနေရာတွေနိုင်ငံတော်အဖို့တို့ကជីជីမမဆောင်နေရတဲ့အတွက်တို့ကလည်းနိုင်ငံတော်ခေါင်းနဲ့ပတ်သက်လို့ရှင်နည်းနည်းဂယုတစိုက်ဖြစ်တယ်နှစ်မျောတယ်ပေါ့နော်အဲ့လိုကိစ္စဖြစ်တာမှားတဲ့ကိစ္စတော့မဟုတ်ပါဘူးဒီကိစ္စကတော့တို့အနေနဲ့တော်တော်ကြီးကိုဖြေရှင်းရမယ်အနေထားရှိပါတယ်တို့မှလည်းနိုင်ငံကြီးရတဲ့မှာအဲ့လိုမျိုးထိခိုက်မှုတွေရှိနေရဆိုတော့လေဘလို့ဆက်လက်ဖြေရှင်းမလဲဆိုတော့လည်းပညာရပါတယ်ဒါလေးကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပါ ဲ့တော့အမေရိကန်မှာဖြစ်နေတာတမျိုးပေါ့ဖြစ်နေတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ကျွန်မနိုင်ငံမှာအခြေစိုက်တဲ့အမေရိကန်တန်ရုံကဖြစ်ပျက်ကလည်းလူလူကြားထဲမှာတော်တော်ကိုဟာသားမြောက်နေရဲ့ရှင်အဲ့ဒါလေးကျွန်မဒီနေ့တင်ဆက်ပေးချင်တာပါအဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဖွင့်ထားတဲ့တန်ရုံကပေါ့နော်ဒီမှာ Facebook account လေးရှိတယ်ဒါလေး Facebook account မှာတင်ထားတာပါလဲဆိုတော့မနေ့ကတင်ထားတာပါဘာနာကွေရှာထားမှုတဲ့အတီးပြုချက်မရသေးတဲ့ဂျားကာလာမှာပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့်ဘေးရန်နေနဲ့လုံခြုံရေးဆိုင်ရာရင်းပေါ်သတင်းချက်လက်တွေကအပ ဒီ Facebook အကောင့်မှာအကြောင်းအရာအသစ်တွေထပ်မံတင်မှာမဟုတ်ပါဘူးတဲ့ဆိုလိုရတဲ့ဘောကတော့ဟိုမှာ budget ရက်သွားတဲ့အတွက်သူတို့ Facebook မှာ post တွေပုံမှန်မတင်တော့ဘူးတဲ့ဘောတရားပါရှင့်ဒါလေးကဟာသားမြောက်နေရပါဒီတော့ကျွန်တော်မြန်မာနိုင်ငံလူတွေထုံးစံတိုင်းပါရှင့်အဲ့ဒီ post အောက်မှာသွားပြီးတော့လောင်ပြောင်တဲ့ comment တွေသွားရေးနေကြတယ်ဟာသားမြောက်လို့ပဲကျွန်တော်မိဘပြည်မြောက်ပြသပါမယ်တခုချင်းတယောက်ရေးထားတာကတယောက်စီကချီးကြည့်ပါလားတဲ့ကျွန်တော်နိုင်ငံတော်ဘာလို့လို့သူတို့စီကချီးနေရတာဆိုပြီးရေးသွားပါရဲ့ရှင့် ဒါအရှိုက်ကိုထိုးတာပါပဲအမေရိကန်နဲ့တရုတ်ကအစင်မမပြေတာနော်ပတ်စံချီတော့ဟိုကပေးပါမလားဟုတ်တယ်မလား तू ကချီရဲပါမလားဆိုတော့ तू ကလည်းသွားလှောင်တာပေါ့ရှင်နောက်ထပ်တရုတ်ကကြာတော့ရေးထားပါတယ်ဘတ်ဂျက်မကြသဖြင့်တဲ့ Facebook သုံးချင်ခိတ္တရဲ့ဆိုင်မှုဖြစ်ပွားဆိုပြီးတော့ဟုတ်ပါရဲ့ရှင်ဘတ်ဂျက်မရှိရနဲ့ Facebook မှာ post မတင်ရအောင်ဆိုတဲ့အနေအထားမျိုးဖြစ်သွားတာနည်းနည်းတော့ရှုပ်ပေါက်တာပေါ့နော်ဘယ်ဖြစ်ပြည်သူတွေတည်တည်နဲ့ကိစ္စတွေတော့ပုံမှန်တင်နေရမှာပဲလေဒါကလည်းခိတ္တခဏရဲ့ဆိုင်သွားတာအပြီးမှမဟုတ်တာရှင် ဒီเจ้าညာဘာအောင်ပြလဲဆိုရင်ဗောနောသူတို့နိုင်ငံရှိရသူတွေကခံယူချက်တွေပါတယ်ဆိုတာထက်သူတို့ကငွေကြေးကြောင့်မူဝါဒတွေကြောင့်အဓိကလှုပ်လှုပ်တယ်ဆိုတော့ပေါ်လွင်နေပါတယ်စေတနာလေးမပါဘူးဗောနောလှုပ်ထဲမှာအဲ့တော့ကျွန်မဖြန့်ကျက်ပြီးစဉ်းစားမိတာပါအရင်တော့အဲ့လိုပဲ VOA ရက်တန်သွားတော့လည်းဒီနေ့ရက်တာနဲ့ဒီနေ့သတင်းတပုံးမှမတင်တော့တပုံးဆိုတပုံးမှမတင်တော့ VOA ဆိုတဲ့ page တွေ website တွေကိုသူတို့ဆက်လက်ပြီးသုံးဆွဲခွင့်မရှိတော့တာပေါ့နော်ဒါပေမဲ့ VUA မှာလုပ်နေတဲ့သတင်းသမားတွေအားဆိုရင်လည်းကိုပိုင်အကောင့်လေးဖွင့်ပြီးတော့ freelance အနေနဲ့ပြည်သူတွေကိုသတင်းပြန်ပြီးတော့ပေးဖို့လည်းအစီအစဉ်မရှိဘူး။ဘယ်ရောက်လို့ဘယ်ပြောက်သွားမှလည်းမသိအကုန်လုံးကြက်ပြောက်မှတ်ပြောက်ပျောက်သွားကြတဲ့အခြေအနေတစ်ခုပေါ့နော်။ဒါဘာအောင်ပြလဲဆိုရင်တို့တွေကခံယူချက်နဲ့လှုပ်လှုပ်တာမဟုတ်ဘူး။ငွေကြေးကြောင့် budget တွေကြောင့်မူဝါဒတွေကြောင့်လှုပ်လှုပ်ကြတာ။သတင်းပေါ်မှာစေတနာပါလို့မဟုတ်ဘူး။ကျမတို့ကတို့လိုစဉ်းစားမယ်ဆိုရင်သတင်းဌာနတစ်ခုတော့ဖြစ်မလာဘူး။စမောက်နိုင်ငံလူတွေကလေကျမတို့ကသတင်းဌာနဆောက်လို့လို့ရှင်တို့လို budget ရင်ရတာမဟုတ်ဘူး။အရင်လှုပ်လှုပ်ရတာ။ အရင်လုံးလုံးနဲ့ကုံတဲ့ပတ်စံတွေကိုယ့်ရဲ့ထဲကစိုက်ပြီးတော့စူးစမ်းလှုပ်ဆောင်ရတာမီဒီယာအတွက်ပတ်စံကိုတရားဝင်ရနိုင်တဲ့လမ်းကြောင်းညာနဲ့စူးစမ်းပြီးရှာဖွေရတာတရားဝင်အဖွဲ့အစည်းကြီးကလည်းကျမတို့လက်ခံလို့မရအောင်ကျမတို့မီဒီယာတစ်ခုမှဆိုရင်တရားဝင်ယူလို့ရတဲ့လမ်းကြောင်းတွေရှိတယ်။ဥပဒေရသတ်မှတ်ထားတာအဲ့ဒီလမ်းကြောင်းနဲ့ဘာဝင်အောင်ကျမတို့လုပ်ရတာဒီတော့မှမီဒီယာတစ်ခုရက်တည်နိုင်တာအဲ့တော့ကျမတို့ပြည်တွင်းမီဒီယာလေးဆိုရင်လားစင်ကြေးလေးကောက်ကြရဲတချို့ဆိုရင်သတင်းလေးကြီးဖို့အတွက်ကို application လုပ်တယ်လားစင်ကြေးပေါ့နော်အဲ့လိုမျိုးလေးကောက်ကြရဲဆိုတာမီဒီယာရက်တည်ဖို့အတွက် မီဒီယာတွေငွေယူငွေရယူနိုင်တဲ့ငွေရှာနိုင်တဲ့လမ်းကြောင်းပေါ့အဲ့ဒီလမ်းကြောင်းထဲမှာဘောင်ဝင်အောင်လုပ်ပြီးတော့ကျမတို့ကပတ်စံလေးရှာရတယ်မီဒီယာရက်တီကိုစူးစမ်းရတယ်ဒါဟာခံယူချက်နဲ့လုပ်လုပ်တာကိုမီဒီယာအောင်မြင်နေဆိုမှနာမည်ကြီးလာတယ်ဆိုမှကျမတို့ပံ့ပိုးကျင်တဲ့သူတွေရှိလာတယ်ဆိုမှကျမတို့ကအချို့ရာလေးမှာအများကြီးပေါ့နော်ဝန်ထမ်းတွေထပ်ခန့်လို့ရမယ်ကမာတွေဝယ်လို့ရမယ်ရုံးတွက်သုံးရမယ့်ပတ်စံလေးများလာမယ်ဆိုပြီးတော့ကျမတို့တဖြည်းဖြည်းဒီလိုမျိုးကြီးထွားအောင်စူးစမ်းရတာသူတို့ရဲ့လိုမျိုးဘတ်ဂျက်တွေအများကြီးနဲ့လုပ်ငန်းတစ်ခုစတာမဟုတ်ဘူးရှင့် ခံယူချက်နဲ့လွတ်လပ်တယ်ဆိုတာအဲ့ဒါကိုပြောတာပါခံယူချက်မရှိရင်ကျမောက်နိုင်ငံမှာမီဒီယာကဖြစ်ခေါ်တာမလွယ်ပါဘူးရှင့်သူတို့ကတော့ဘလောက်ဒီဒေါ်လာရနေတာအမှနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာစေတနာနည်းနည်းမှမထားနိုင်တာလေအံ့ဩဖို့ကောင်းတဲ့ကိစ္စပါပဲဒါလေးကိုသွားပြီးလှောင်ပြောင်ထားတာပါနောက်ထပ်တယောက်ကြတော့ကိုကိုဖြိုးဝေဆိုတဲ့တယောက်ရေးထားပါတော့ KP နံပါတ်လေးပေးပါတယ်လဆံများတဲ့ဝန်ထမ်းတွေလှူကျင်လို့လဲဆိုပြီးသွားလှောင်ထားပါတယ်နောက်ထပ်နှစ်ယောက်ကလည်းရုံမွတ်တက်နဲ့ရုံထွက်တဲ့ KP နဲ့လှူလို့ရလားဆိုပြီးဟာသလေးသွားရှင်းနေကြပါတယ်ဒီတော့ကျွန်မနိုင်ငံကလူတွေရဲ့ တက်ရောတက်တဲ့အကျင့်လေးပေါ့နော်အမေရိကန်တန်ရုံးတွေပဲနားမလဲဘူးပြီးတော့တက်ရောခြင်းတက်ရောတာပဲဆိုတော့လေကျမတို့လည်းအဲ့လိုတက်ရောတဲ့ဓာန်တွေကကိုယ်နိုင်ငံသားချင်းချင်းဆိုတော့ခါကြရတယ်ခံရပါတယ်ဒါပေမဲ့တိခံရတာပေါ့ရှင်ကိုယ်နိုင်ငံသားချင်းချင်းဖြစ်နေတာဟုတ်အမေလည်းကျမတို့နိုင်ငံအဲ့လိုတက်ရောတက်တဲ့အကျင့်လေးကအခုလိုကြောက်တဲ့ရည်စရာလေးဖြစ်နေတာပေါ့ရှင်အမေရိကန်လိုနိုင်ငံကြီးက government shutdown ဖြစ်တယ်ဆိုတော့တော်ရည်ရဲကိစ္စပါဟိုတို့အနေနဲ့အခုတစ်ချိန်နဲ့ဖြစ်တာမဟုတ်ပါဘူးအရင်ကလည်းဖြစ်ခုပါတယ်ကြားကြည့်တော့ခြေရာကြည့်ရဆိုစကားလို့ပေါ့နော်ကျမနိုင်ငံတော့ budget တွေဒီလောက်ထိကုန်နေရသူတို့နိုင်ငံပို့ဆိုးပါလေရှင့် တရားဝင်ဝင်ရောက်လာတဲ့သူတွေရဲ့ကုန်ကြစိတ်တရားစားသူကဝင်တော့ဝင်ဖို့လို့ထမ်းထားတာပေါ့နော်ဒါပြင်အမေရိကန်နိုင်ငံတော်ပတ်စံသုံးတယ်ကမ္ဘာအရေးရာနဲ့ပတ်သက်လို့ရှင်ကော်မရှယ်ရဲ့အဖွဲ့အစည်းဆိုလည်းသူကဝင်နေအဲ့ဒီအဖွဲ့အစည်းတွေပတ်စံပေးထားတာလည်းများတယ်ပေါ့နော်ပြောမယ်ဆိုသူကချမ်းသာတယ်ဆိုပေမဲ့ရက်ွက်ထဲမှာပတ်စံတွေအရန်သုံးတဲ့သူတွေမှာလည်းပါတယ်ဒါကြောင့်ကြာလာတဲ့အခါမှာအသုံးစိတ်တွေထိခိုက်တယ်လူခွင့်ရေဆိုတဲ့ကောင်းစဉ်ကျိုးကိုကြော့ကွဲပေါ့ရှင်အဲ့ကြော့ကွဲမှာလည်းမိနေတာဆိုတော့လူခွင့်ရေကိုလည်းသူကလိုက်လုံနေရတော့အဲ့တော့လည်းပတ်စံတွေကကုန်တယ် ပထမတော့ချမ်းသာနေတော့မသိတော့ဘူးနောက်ပိုင်းဝင်ငွေထိကက်လာတဲ့ခါကျတော့အသုံးစိတ်လျှော့ချဖို့အတွက်ကိုအစိုးရလှုပ်ဆောင်ရတယ်အဲ့ဒီခါမှာဒီလိုပြဿနာဖြစ်တာပါပဲဒါကြောင့်ကျမတို့ကသင်ငန်းစာရှိဖို့ပဲလိုတာပေါ့နော်သူများနိုင်ငံမှာတော့ပတ်စံဘလောက်ချမ်းသာချမ်းသာနော်ရှောက်တုံးလို့ရှိရင်မွေးနိုင်သေးတယ်ပြဿနာတက်နိုင်သေးတယ်ကျမတို့နိုင်ငံမှာလည်းဒီလိုပဲနိုင်ငံတော်ဘတ်ဂျက်တွေဘလောက်ရှိရှိစနစ်ကြသုံးတက်ဖို့လိုတယ်အလေလွင့်မရှိဖို့လိုပါတယ်ကျမတို့နိုင်ငံပိုဆိုးပါတယ်မရှိရှိရလေးနဲ့လှုပ်ရတာဆိုတော့လေအဲ့ဒီပတ်စံလေးအားလုံးဟာတပြားမကြံ အလေးလွဲ့မရှိဘူးလို့ပါတယ်အဲ့ဒါအရေးကြီးပါတယ်ဒါပြင်ဒီဘက်ဆန်နေအားလုံးဟာကျမောက်နိုင်ငံသားတွေအတွက်ပဲဖြစ်တင်ပါတယ်ကျမောက်နိုင်ငံတိုင်းသားတွေအားလုံးအတွက်ပဲဖြစ်တင်ပါတယ်ဒါလေးကတော့တန်ငန်းစာယူစရာလေးတစ်ခုပေါ့တန်ငန်းစာယူတတ်လို့ရှင်နိုင်ငံအတွက်ကောင်းတာပေါ့ရှင်တန်ငန်းစာမယူတတ်ဘူးဆိုရင်တော့ပတ်စံရှိရသူတော်မှာပတ်စံတော်ဝင်ပြဿနာတက်သေးရကျမောက်နိုင်ငံအဲ့လိုတိချမ်းသာနေရမဟုတ်ဘူးပစံနေမတုံတက်လို့ရှင်ကျမတို့မွေးသွားနိုင်နေရှင်အကျွေးရန်တင်သွားနိုင်နေပေါ့နော်အိမ်အိမ်လိုပါပဲအိမ်တော်ဦးစီးကောင်းမှာအိမ်သူအိမ်သားတွေစီစနစ်ကြမယ် အိမ်သူအိမ်သားတွေစီကန်းရှိမှအိမ်တော်ဦးစီးတဲ့တတ်တာချောင်ရှိမယ်။မကြငယ်အစိုးရတဲ့ပြောင်းတော့မှဆိုတော့လေအိမ်တော်ဦးစီးကောင်းကျမတို့ရဖို့လိုတယ်။ကျမတို့ကိုယ်တိုင်ကလည်းအိမ်သူအိမ်သားကောင်းဖြစ်ဖို့လိုတယ်။ဒီတော့မှနိုင်ငံတော်ဘတ်ဂျက်တွေကကောင်းပုံမှာဖြစ်တယ်။အဲ့လိုမှမဟုတ်ရင်တော့နိုင်ငံတော်ဘတ်ဂျက်ပြုံးတိမယ်ဆိုရင်တော့ကျမတို့လိုချင်တဲ့တိဆောက်ရေးတွေကထင်သလောက်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါလေးကသေးပြူစင်ညင်စာဖြစ်တဲ့အတွက်တရင်လေးတွေကနေကျမအနေနဲ့တချို့တော့ပေါ့နော်အတွေးခေါ်ယူစာလေးတွေကိုမျှဝေလိုက်ပေးရစေရှင်။ ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှတလောင်းနယ်ပဲရန်နာပြရစီရှင့်ကျမရဲ့သတင်းလူတွေကိုကြည့်ရှုအပ်ပေးတဲ့မိဘပြည်သူတွေကိုကျမနေ့စဉ်နေ့တိုင်းပဲမေတ္တာပို့ပါတယ်ကျေးဇူးများတင်ပါတယ်ရှင့်ကျမသတင်းနောက်ဆုံးမလေးမှာပြောနေကြပါတော့။ကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေဆိုတဲ့စကားလေးမိဘပြည်သူများကောင်းတဲ့ဆန္ဒတွေပြပါစေမကောင်းတဲ့ဆန္ဒတွေတော့မပြပါစေနဲ့ရှင်။ဘာကြောင့်လဲဆိုတော့မကောင်းတဲ့စိတ်ဆန္ဒကမိဘပြည်သူတို့ရဲ့လည်းကျိုးမရှိပါဘူး။ ောက်ထပ်ဆူတောင်းပေးတာကတော့လူချင်းချင်းလှည့်ပတ်ရှင်ကင်းရှင်းကြပါစေပေါ့နော်တယောက်နဲ့တောင်မလှည့်ပတ်ပါနဲ့ရှင့်နောက်ဆုံးကုကုကိုတောင်မလှည့်ပတ်ပါနဲ့နော်ချို့ရကုကုညာတက်လို့လေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေကိုကချမ်းသာတာစင်ရဲရဲ့ပညာတက်တက်မတက်တက်ဘသူ့မှအထင်မသေးပါနဲ့ရှင့်ကို့အထင်လာသေးလည်းမခံပါနဲ့ရှင့်စင်ရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဒီခေတ်မှာဆိုရင်ဖြစ်လိဖြစ်တာရှိတာကတယောက်တယောက်ကြောက်ချကြရလေအဲ့လိုကြောက်ချတာမလုပ်ပါနဲ့နောက်ကြောက်တာလည်းမထိုးကြပါနဲ့ တယောက်နဲ့တယောက်ဆင်းရဲလိုတဲ့စိတ်ဆန္ဒတွေမရှိကြပါနဲ့ရှင်ဒါလေးကိုကျွန်မတိုက်တွန်းချင်ပါတယ်ဒီစုတောင်းလေးမိဘပြည်များအားလုံးစီရောက်ရှိပါစေလို့ကျွန်မတို့ prime media မိသားစုကစုတောင်းမေတ္တာထပ်မံပြီးတော့ပို့သအပ်ပါတယ်ရှင်